်မင်္ဂလာပါဆရာကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့မိုဘိုင်းဖုန်းတွေကိုနမူနာယူပြီးတော့ရုပ်နှံတရားတွေကိုနားလည်သလိုဆွေးနွေးပါရစီဆရာတဲ့မိုဘိုင်းဟန်ဆက်တယ်လီဖုန်းစင်နယ်အင်တာနက်စင်နယ်ဆိုပြီး၃မျိုးခွဲမယ်ဆရာတဲ့အဲ့၃မျိုးထဲမှာမှမိုဘိုင်းဟက်ဆက်တစ်ခုကိုသာတာမန်မျက်စိနဲ့မြင်ရပါတယ်ဆရာ။ တယ်လီဖုန်းစင်နယ်နဲ့အင်တာနက်စင်နယ်ကတော့ဟန်းဆက်မှာပြတဲ့တင်ကေတာလောက်သားမြင်နိုင်ပြီးတော့နောက်ွယ်ကအလုံးထင်လုံဆောင်ပုံရက်တီမှုစတာတွေကိုမြင်လဲမမြင်နိုင်မိမိအနေနဲ့ပြုပြင်လို့လည်းမရပါဘူးဗျာတဲ့နောက်ပြီးအင်တာနက်စင်နယ်ဟာတယ်လီဖုန်းစင်နယ်ကိုမှီခိုပြီးမှသာအလုံးလုံးနိုင်တာကိုတွေ့ရပါတယ်တဲ့တယ်လီဖုန်းစင်နယ်မမီတဲ့နေရာမှာဆိုရင်အင်တာနက်စင်နယ်ကလည်းမမီပါဘူးတဲ့ တယ်လီဖုန်း signal နဲ့ internet signal မမီတဲ့ mobile handset အနေနဲ့လည်းအသုံးမဝင်တော့သလိုအပြစ်ပဲခံရပါလိမ့်မယ်ခင်ဗျာတယ်လီဖုန်း signal နဲ့ internet signal ဆိုတာကလည်းအကြောင်းမညီညွတ်ခဲ့ပါရင်ဒါတစ်ချိန်ထဲမှာရုပ်တရက်အလွယ်တကူပျောက်ကွယ်သွားနိုင်ကြောင်းကိုကျွန်တော်တို့ကြုံတွေ့ပူပါလိမ့်မယ် အင်တာနက် signal ရဲ့အလုံးလုံးပုံကိုလေလာမိတော့1 byte 2 byte ကနေ100 dB စားတဲ့တိမ်တန်းမြောက်စွာသောအရေးအတွက်ရှိတဲ့ byte များစွာနဲ့အချက်လက်ပေါင်းမြောက်များစွာကိုတစ်စက္ကန့်အတွင်းမှာ download နဲ့ upload ပြုလုပ်နိုင်ခြင်းကိုတာမန်မျက်စိနဲ့မမြင်ရတော့လေနီးပညာကရိယာအကူအညီဖြင့်သိမြင်နိုင်ပါတယ်ခင်ဗျာတဲ့ ကျွန်တော်တို့အနေနဲ့မြတ်တောင်တစ်ချက်အတွင်းမှာဂရေတတန်းဖြစ်စဉ်ဖြစ်ပြန်တဲ့လင်းမြန်လွန်လာတဲ့နန်တရားကိုအင်တာနက်စိတ်နဲ့နှာရှင်နမူနာယူပြီးတော့နားလေလက်ခံမင်းဆိုရင်နီးစပ်မှုရှိနိုင်ပါသလားတဲ့ရုပ်တရားကိုလည်းတယ်လီဖုန်းစိတ်နဲ့နှာရှင်နမူနာယူပြီးတော့နားလေလက်ခံမင်းဆိုရင်ရောနီးစပ်မှုရှိနိုင်ပါသလားတဲ့ဒါဆိုမိုဘိုင်းဟန်ဆက်ကြီးကရောဆရာတော်ရီဟောလီရှိတဲ့ခွင်းဟောင်းတဲ့ခန္ဓာတနည်းအားဖြင့်ဘုံဘဝခန္ဓာကြီးပေါ့ ဘုံဘဝခန္ဓာဟာရုပ်တရားထဲမှာပါပင်မဲ့လေကာမမျက်စိနဲ့တောင်မြင်နေရတဲ့အတွက်တစ်စက္ကန့်ကိုဂရေ9000ဖြစ်ပျက်ရှိတဲ့ရုပ်တရားကိုဓာတ်ရိုက်မဟုတ်ပဲမှီယာတရားတစ်ခုအနေနဲ့သာရှိနေတယ်ဆိုတဲ့သဘောကို သူယူဆမိပါတယ်တဲ့အခုအကြောင်းအရာတွေကိုဆရာအနေနဲ့အကြောင်းအကျိုးညီညွတ်တဲ့အခါမှာပြန်လဲဆွေးနွေးပြီးတော့တင့်မဲ့ပေးစီလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဆိုပြီးတော့မေးမြန်းထားပါတယ်ဆရာမိကွန်လေးကလည်းနည်းနည်းရှိတယ်ပေါ့နော်ပရမတ်ထသဘာဝတရားတွေကို လက်ရှိခေတ်သုံးခေတ်ပေါ်ပစ္စည်းတခုနဲ့နိုင်ရှင်ပြီးတော့ပြတ်တင်ထပ်ပြထားတယ်ကျန်ဆပ်ပြထားတယ်လို့ဒီလိုပဲထင်မြင်မိပါတယ်เนาะဒီတော့တင်ပြပုံကကောင်းပါတယ်အထူးပြောစရာမရှိပါဘူးသူညံရင်ညံသေးကြလှုပ်သွားတာပေါ့เนาะဒါပေမဲ့သူကတက်မှတ်ပေးစရာရှိရင်တက်မှတ်ပေးပါလို့ပါတဲ့အတွက်အဲ့ဒါတော့နည်းနည်းလေးပြောမှာပေါ့လေအဲ့ဒါဘာမှမဟုတ်ပါဘူးသူဥပမာပေးသားတဲ့ဟာတွေနိုင်ရှင်ပြတဲ့ဟာတွေမှန်တယ်သို့တော့ဘာလိုရလဲလို့ဆိုတော့တံခွေကညံလေးထည့်ပေးဖို့လိုတယ် တံဝေကညံမပါရင်သူကနံပါတ်1တက်ချင်းမกินဘူးနှင့်ညီငွေ့မှုမပါဘူးသုံးလွတ်မြောက်မှုမရှိဘူးเนาะဒီပရမတ်ထတရားတွေပေါ်မှာသိုံပဲ just to know ပဲဖြစ်သွားမှာပေါ့နော်အဲတံဝေကညံထဲရတယ်အဲ့ဒါထဲတယ်ဆိုတာကျွန်တော်တို့ကထွင်တာမဟုတ်ဘူးမြတ်စွာဘုရားရှင်ရဲ့မူပဲမြတ်စွာဘုရားရှင်ရဲ့မူကျွန်တော်ဥပမာလေးပြောမယ်သူရုပ်နာကိုစောစောကပြောတယ် mobile hand phone တို့လား signal တို့ internet signal တို့နဲ့ဥပမာပေးသွားတယ်မြတ်စွာဘုရားရှင်က phenomena pendulum ruban လို့ပြောတယ် ရုပ်တရားဟာရေမြုပ်နဲ့တူတယ်လို့ပြောတယ်ဒါကဘုမပေးတာဒါပေမဲ့ဒီမှာတင်မရဘူးတံဝေကညာဆက်သွင်းတယ်ရေမြုပ်ဆိုတာကျွန်တော်တို့ပြည်နယ်အင်းရိုင်6မြောင်သမုတ်တရားထဲမှာရေမြုပ်ဆိုတာရေစည်းအချိန်နဲ့သူကဒီကမ်းပါးတွေမှာရှိတယ်တွေ့နိုင်တယ်ရေမြုပ်အရွယ်အစားအဖြစ်ပြောရင်သူကစည်းစေးလောက်ကနေပြီးတော့တောင်ထွက်ကြီးလောက်တည်းရှိတယ်တောင်ထွက်ကြီးဆိုတာပြည်နယ်သမုတ်တရားထဲကျတော့ကြီးသွားတာပေါ့ဗျာဒီမြောင်ရိုင်ရန်တော့အဲ့ဒီအရွယ်အစားအစားရှိတာပေါ့အဲ့ဒီရေမြုပ်ကိုကြည့်ရင်ရေမြုပ်မှာအပေါက်ပေါက်တွေရှိတယ်အဆက်ဆက်တွေရှိတယ်အဲ့ဒီအောက်မှာရေမွေးစရှိတဲ့ရေသရဝါတွေနေကြတယ် အဲ့ဒီရေမျိုးကနောက်ဆုံးပါလေရေစည်းနဲ့ပါသွားပြီးပြင်လဲသမုဒ္ဒရာထဲမှာပျက်စီးသွားတာပဲ။ဘာနဲ့သာတာမှမရှိဘူး။ဒီလိုပဲကျွန်တော်တို့ရဲ့တန်တန်မှာရှိတဲ့ရူပခန္ဓာဟာရေမျိုးနဲ့တူတယ်လို့ဘုရားပြောတယ်။အဲ့တော့ရေမျိုးနဲ့တူတဲ့အခါကျတော့ဒီရူပခန္ဓာဆိုတဲ့ယုတ်တရားကြီးကလည်းပဲအတိတ်အနာဂတ်ပစ္စုပန်အစ္စဒီကဘဟိတဟာလာဟိုဒုရအတန္နာဟိနပဏိတာဩလာဒီကဒုက္ခမှာဆို၁၇ပါးသောချင်းရံနဲ့ဘုရားရှင်ကဆင်ခြင်ပြလိုက်တဲ့အခါဘာနဲ့သာတာမှမရှိဘူး။ဆိုပါစို့ဗျာ။ယုတ်မှာကျွန်တော်တို့မှာခန္ဓာကိုယ်မှာယူဘက်ခန္ဓာယုတ်ရှိတယ်။အဲဒီယုတ်ကအတိတ်ကယုတ် ပစ္စုပန်ယုတ်အနာဂတ်ယုတ်အစ္ဆတ္တဆိုတဲ့အတွင်းယုတ်ဘေဒ္ဒဆိုတဲ့အပြင်ယုတ်ဟိုပါဘောအာတန်အာတန်တ်ဆိုတဲ့အနိယုတ်ဒူရဆိုတဲ့အဝေးယုတ်ဩလာတိကဆိုတဲ့ကျန်းတန်းတဲ့ယုတ်သူခုမှနူးညံ့တဲ့ယုတ်အခိဏယုတ်ညံ့တဲ့ပဏိတမြင့်မြတ်သောယုတ်စတဘာသောဘယ်ယုတ်ပဲဖြစ်စီအဲ့ဒါဗျာရှင်ကပြောတယ်နိစ္စတာရမရှိဘူးဒုဝတာရမရှိဘူးခိုင်နှင်းမြဲခြင်းမရှိဘူးဗောဒါကိုပြောတယ်အဲ့တော့ဒီရေမြုပ်ကြီးတစ်ခုကိုဒါဘုရားရှင်တို့လက်ထက်ကတော့ဘုရားရှင်ယဟန်နေခေါ်တာ။တပိတ်လို့လို့လည်းမရဘူး၊ခွက်လို့လို့လည်းမရဘူး။သွားလို့ရင်အကုန်ပြည့်စည်သွားမှာပဲဗော။ အဲ့ဒီရေမြုပ်ထဲမှာခုနကပြောပြီးအပေါက်ပေါက်တွေရှိတယ်အဆက်ဆက်တွေရှိတယ်အောက်မှာရေမွေဆရှိတယ်ရေသရွာတွေနေတယ်ကျွန်တော်တို့ရဲ့တန်တန်မှာရှိတဲ့ရေမြုပ်နဲ့တူတဲ့ရုပ်ဘက်ခန္ဓာမှာလည်းပဲခန္ဓာကိုယ်ကြီးရုပ်ခန္ဓာကြီးရဲ့အပေါက်ပေါက်တွေရှိတယ်အဆက်ဆက်တွေရှိတယ်မယုံကြည်လည်းရှိရပဲဒီခန္ဓာကိုယ်ကြီးကြည့်လိုက်ရင်သိပ္ပံအရမှာတို့အလွန်အားကောင်းတဲ့ မဘလူးနဲ့ကြည့်တဲ့အခါဒီခန္ဓာကိုယ်ကြီးကဇာကျန်တော်ကြီးလို့ပြောတာပဲအပေါက်ပေါက်တွေဆက်ဆက်တင်နေတယ်ဒီဒီအဝတ်တွေလည်းဒီတိုင်းပဲလေပိတ်နေတယ်လို့ထင်ပေမဲ့တေချာကြည့်ရင်ပါရှိခြေတစ်ချောင်းချင်းသွားနေတာပဲအပေါက်ပေါက်ဆက်ဆက်ရှိနေခန္ဓာကိုယ်လည်းဒီတိုင်းပဲအဲ့လိုအပေါက်ပေါက်ဆက်ရှိတယ်အဆက်ဆက်ရှိတယ်အဲ့ဒီရဲ့ခန္ဓာကိုယ်ထဲမှာရူပခန္ဓာအောက်မှာပိုးမျိုးရှိစံနေကြတယ်ဟိုမှာတော့ ရေမျိုးအောင်မှာရေမွေဆက်ရှိတဲ့ရေနေသရဝါတွေနေတယ်ဒီမှာပိုးမျိုး80နေတယ်အဲ့ဒီပိုးမျိုး80ရာဒီခန္ဓာထဲမှာပဲမွေးဖွားကြခြင်းကြီးခြင်းငယ်ဆွညာတေဆွညာဒီခန္ဓာရဲ့အပြင်ဘက်ထွက်ပြီးတော့လာလေလောက်တာမရှိဘူးတဲ့နောက်ပြန်ကြည့်ရေမျိုးကခုနကျွန်တော်ပြောခဲ့တယ်မြတ်စွာဘုရားရှင်ပြောတယ်ဈီးဈေးလောက်ကနေတောင်လောက်ကြီးကြီးအရွယ်စားမျိုးမျိုးရှိတယ်ကျွန်တော်တို့ရဲ့တန်တားမှာလည်းပဲဒီဘက်ခန္ဓာလေးက ဟိုကလလာရေ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 တဲ့ရအဲ့ဒါတည်တည်လေးပေါ့ဘာမှမရှိသေးဘူးအဲ့ဒီကနေအရှင်းဆင့်ကြီးပြီးတော့အခုတလံမြခန္ဓာရှိပြီးရင်တောင်ထိုးကြီးလောက်ရှိတယ်ဆိုတာကနတ်မြမာတွေရဲ့ခန္ဓာဆိုယူဇနာပေါ့များစွာရှိတယ်နော်ဘယ်နဲ့ယူဇနာကငကာဝူခန္ဓာကိုကြီးရေရှိအဲ့ဒီရေမျိုးကအဲ့လိုရှိပေမဲ့နောက်ဆုံးပါပြလေရေစည်းနဲ့မျောပါပြီးတော့ဘယ်နဲ့စလုံးတွေအောက်မှာမောမောကြီးပျက်စီးသွားတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကလည်းပြန်ကြည့်တော့တော့ကြ ဝါလာလိုက်ဒေါ်ကြပိန်လာလိုက်ဒေါ်ကြခြုံကြကြလိုက်ဒေါ်ကြအန်းလာလိုက်ဟာလားမျက်စိမုံလိုက်နားထိုင်လိုက်ခါးကိုင်းလိုက် အမျိုးစုံပေါ်သွေးတက်လိုက်သွေးကြလိုက်ဖောက်ပြန်မှုတွေအမျိုးမျိုးဖြစ်ပြီးတော့နောက်ဆုံးမှာပါပြလဲမရဏတင်မင်းရဲ့အောက်မှာမုံမုံညံ့ညံ့ခြေသွားတာပဲအဲ့ဒါပါလဲလို့ဆိုတော့ရေမြုပ်ကရုပ်တရားဟာရေမြုပ်နဲ့တူတယ်လို့ဥပမာပေးရုံနဲ့မဟုတ်နောက်ကပါထဲတာတန်ဝေကညံထဲလိုက်ဒါမြတ်စွာဘုရားရှင်တို့ရဲ့မူပဲဘုရားဘာသာရဲ့ပေးတာပဲသူလဲထုံနေတူတာပေါ့ ။နောက်ဟိုဘက် handset တွေ handset wire signal တွေ handphone တွေဟလာ mobile တွေပါတွေဘယ်လောက်ပြောပြောလေပြောပြီးတဲ့နောက်မှာအဲ့ဒီနောက်မှာတံဝေကညံလေးထည့်လိုက်ရင်ဘုရားလိုချဖြစ်မှာပေါ့ဒါရုပ်တရားအနေနဲ့ပြောတာ။သူကနံတရားအနေနဲ့လည်းပြောတယ်နံမှာလည်းပဲမြတ်စွာဘုရားရှင်ကဥပမာပေးတယ်။မာယုပမင်စဝိညာဏဒေသိတာဒိသပန္ဒနာလူတွေရဲ့စိတ်ဟာနန္တရားဟာမျက်လက်နဲ့တွေ့ရတယ်ဘုရားရှင်ဒါဥပမာပေးလိုက်တာပြီးရင်ပါတယ်တံဝေကညံထက် မျက်လက်ရဲ့သဘာဝကိုသိမယ်မျက်လက်ကဘာဖြစ်လဲလူတွေကိုလိန်ထားတာပဲလေအမှန်တကယ်အစ်စ်မဟုတ်လူတွေဘာလို့မသိလဲဆိုရင်ပြက်ကွက်တွေအမတန်လှင်မြန်လို့ပြားတဲ့လူကကျွမ်းကျင်လို့မသိကြအောင်ကျွန်တော်တို့ရဲ့စိတ်ကလည်းထုံနေတဲ့ထုံနေတူသွားပဲမျက်လက်ထက်လှင်မြန်တယ်ဧကိစ္စရက္ခဏီကောတိဇတသဟာတာတင်ကြဥပ္ပစိတ်တွာနိရောဇန်တိလက်ရှိတမိတ်လျက်တစ်ပြက်မှာဂတိတသိန်းဖြစ်ဖြုတ်သွားတော့လူတွေကမသိဘူးဒါကြောင့်ဒီယောက်ျားတယောက်ကမနဲ့လည်းသူဒီစိတ်နဲ့ပဲနေလည်းလည်းဒီစိတ်ညနေဒီစိတ်ညဒီစိတ်လိုပဲထင်းနေတာ အမှန်တော့လျောင်းထိုင်ရက်သွားတခဏလေးမှလည်းစိတ်တည်မတူဘူး။ညပြောင်းနေသွားတာဒါမျက်လဲ့ရဲ့သဘော။မြတ်စွာဘုရားရှင်ကယဟန်တို့တဲ့ဥပမာတော်ကားစီဇေလန်ကွာဆုံးမှာမျက်လက်သမားဒီမျက်လက်ပြနေတယ်ပေါ့။အဲ့ဒီမျက်လက်ပွဲကိုပညာရှိသောယောက်ျားတွေသွားကြည့်သည်ရှိတော့သူရဲ့လှဲ့ွက်တွေသူရဲ့မဟုတ်မမှန်တာတွေလောက်ကြံတာတွေကိုကြည့်ပြီးတော့ဘာမှအထင်မကြီးတော့ဘူးတဲ့မျက်လက်ကိုနော်သူအရှိမန်တိုင်းကြည့်သွားတယ်ပေါ့။ထိုနည်းတူစွာလည်းမိမိရဲ့တန်တန်မှာဒီဉာဏ်တရားဟာမျက်လက်လိုပဲ အဲ့ဒီမျက်လက်လိုပဲဟာကျွန်တော်ခင်းနေရှင်တခုပြောပြဟိုတုန်းကမစ္စတာပီကာဆိုဆိုတာရှိတယ်အိန္ဒိယနိုင်ငံမှာမျက်လက်ဆရာကြီးအရန်တော်တယ်ပေါ့ကဘာလှည့်ပြတာပေါ့ဟိုတုန်းကဒေးဗစ်ကောပါဗီဒီယိုပါလို့တော့မရှိသေးဘူးပေါ့ဗျာမစ္စတာပီကာကျွန်တော်ငငယ်အရွယ်ပေါ့အဲ့ဒါရန်ကုန်ရောက်လာတယ်ရန်ကုန်မှာယုံသိမ်းပြီးပြပြတဲ့ကမှာမစ္စတာပီကာဆိုကယုံထဲမှာရင်သက်ရှုမောပွဲရပြပြကွင်းပြွက်တွေပြပြီးတော့သူကလောက်စပီကာနဲ့ မိုင်းနေအောင်ပေးစက်ကြီးခင်များတယ်ကျွန်တော်မှပြကွင်းပြကွက်တွေအများကြီးကြံပါသေးတယ်ဒါပေမဲ့ည9နိုင်ထိုးနေပြီမို့ဒီနေ့တော့ဒီမှာပဲရန်နာပါမယ်ပြေးစက်တွေနိုင်ကြီးကြပါခင်များဆိုတော့မျက်လက်ရုံကနိုင်ကြီးက9နိုင်သူတို့နိုင်ကြီးတော့လေ9နိုင်ပြန်သွားကြပြန်တော့အဝင်ပေါက်ပဲရှိသေးတယ်ပေါ့နော်အဝင်ပေါက်အဝင်ထွက်ပေါက်မှာပဲရှိသေးတယ်အပြင်မရောက်သေးဘူးမစ္စဖီကာဆိုကပြန်អော်တယ်ပြေးစက်ကြီးနိုင်ကြီးပါခင်များဆိုတော့သူတို့နိုင်ကြီးတယ်9နိုင်ခွဲပဲရှိနော်အဲ့တော့မျက်လက် ယုံထဲမှာရှိတဲ့နိုင်မှမဟုတ်လူတွေပတ်ထားတဲ့နိုင်ကိုခရနိုင်ခွဲဖြစ်အောင်လုပ်လိုက်၉နိုင်ဖြစ်အောင်လုပ်လိုက်မေဆာပီကဆိုဘလို့လိန်လဲပေါ့ဒါမျက်လက်ရဲ့လိန်ကြီးတွေပြောပြတာပါဒါပေမဲ့ကျွန်တော်ကဒီမျက်လက်အကြောင်းကလောကအကြောင်းကိုပြောဖို့မဟုတ်ဘူးတံခွေကညံသွင်းဖို့ဆိုတော့ဓမ္မအကြောင်းပဲလှည့်လိုက်အဲ့တော့မေဆာပီကဆိုလိန်နေဆိုတာသူ့ယုံထဲမှာရှိတဲ့လူတွေရဲ့နိုင်ပဲသူလိန်လို့ရတယ်ယုံပြင်မှာရှိတဲ့လူတွေကိုသူလိန်လို့မရအောင်ဒါသူ့ကွယ်နှမ်းမှာပေါ့ကျွန်တော်တို့ရဲ့မျက်လက်ဆရာလို့ပြောတယ်မြတ်စွာဘုရားရှင်ပြောတဲ့ဆရာစိတ်ပေါ့စိတ်က ယုံနဲ့လည်းမဟုတ်ယုံမြင်လည်းမဟုတ်လူပုံလည်းမဟုတ်နတ်လူနတ်ပြန်မှာတတ်တော်32ပုံလုံးအကုန်လိမ်ပြစ်တာဒါဒါမြတ်စွာဘုရားကျန်တံဝေကဖြစ်အောင်ပြောတာနော်လိမ်ပြစ်တာဒါဖြင့်အဲ့ဒီပုဂ္ဂိုလ်ဘယ်လိုလိမ်နေလဲဆိုအဲ့ဒီမျက်လက်အဖွဲ့မှာဒါဥပမာဆောင်ရတာပေါ့စိတ်ကဆရာကြီးပေါ့မျက်လက်ဆရာကြီးပေါ့သူ့မှာအဖွဲ့သား52ယောက်ရှိတယ်အဲ့ဒါစေတသိက်52ခုပဲဒါဒါဟိုဥပမာနဲ့ဥပမေယျနဲ့ဆိုရင်စေတသိက်52ခုအဲ့ဒီ52ခုထဲမှာ နာမည်ရဆရာကြီးနှစ်ဦးရှိတယ်ဆရာဒိဋ္ဌိနဲ့ဆရာသင်ညာလို့ခေါ်တယ်ဒိဋ္ဌိနဲ့သင်ညာဆရာသိနှစ်ပါးဆရာစိတ်ရယ်ဆရာဒိဋ္ဌိရယ်ဆရာသင်ညာသူတို့ကလက်ွက်တွေလက်ကွန်းလက်ွက်တွေအမတန်တော်တဲ့အတွက်သူတို့ကိုဆုချပေးရတယ်ဘာဆုလဲဆိုတော့ဝိပန္နလာသဆိုတော့ဆုပေးထားတယ်ဝိပန္နလာသဆိုတာထင်မှအမြင်မှအမှန်မှအဲ့ဒါသိလို့တက်တယ်အဲ့တော့သူတို့ရဲ့နာမည်နဲ့သူတို့ရဲ့ဘဝကိုရှင်တွဲပြီးတော့မျက်လက်မှာကြင်ညာတဲ့ကစိတ်ကြဝိပန္နလာသဒိဋ္ဌိဝိပန္နလာသသင်ညာဝိပန္နလာသ ။နောက်မျက်လက်မှာအလံရှူးဆိုတာရှိရတယ်။ပေးစက်နဲ့ဆက်သွယ်ပေးတာပေးစက်ကြားရပေါ်တာပေးစက်ကိုပြောပြရလို့လွှဲပေးတာလို့အာယုံချိမ့်ပေးတာအဲလောဘဆိုတဲ့စိတ်တိတ်ကလှုပ်တယ်အလံရှူးကိုလောဘပေါ့ဗျာ၄ရောက်ရှိတယ်။နောက်ကျန်တာတွေလည်းအဖွဲသားတွေအများကြီးရှိတယ်။ဆရာစိတ်ရဲ့ဆရာဒိဋ္ဌိရဲ့ဆရာတင်ညာရဲ့ခုနအလံရှူးလောဘကောင်းပြီသူတို့ပြတာဘယ်လိုပြရလဲဒီတယောက်ကဒီကမျက်စိမိတ်ထားရင်ဘာမှမသိဘူးထားပါတော့မမြင်ဘူးပေါ့ဗျာမြင်စိတ်ကနေစလိုက် မျက်လုံးဖွင့်လိုက်တယ်ဖွင့်လိုက်တာနဲ့ဘာဖြစ်လဲဆိုဟိုဘက်ကအလင်းနန်းတွေဝင်လာတယ်မျက်လုံးနဲ့ဝင်လာတဲ့အလင်းနန်းတွေကဒီဘက်ကမျက်စိတန်ငယ်အိမ်ကိုဖြတ်တာဖြတ်ပြီးနောက်တော့မန်ဘလူးရှိတယ်ဒါလောကမှာလည်းမျက်စိလုံးထဲမှာမန်ဘလူးရှိတယ်အဲ့ဒီမန်ဘလူးကိုကြာသွားပြီးတော့အဲ့ဒီမန်ဘလူးရဲ့နောက်ကိုပေါက်ထွက်တဲ့ခါမှာဒီမှာတော့အလင်းနန်းအများကြီးပဲပြန်ထွက်တဲ့ခါကျတော့တခုတည်းထွက်လာတယ် yellow spot လို့ခေါ်တာပေါ့အစက်လေးတစ်စက်ပဲစုစည်းပေးလိုက်တာပေါ့မြင်လို့အဲ့ဒီ yellow spot ကအနောက်မှာရှိတဲ့ retina လို့ခေါ်တဲ့မြင်လွာရှိတယ်အဲ့ဒီ man blue ရဲ့နောက်အဲ့ဒီပုံမှာ yellow spot အစက်လေးတစ်စက်ပဲကြားတယ် ကြားလိုက်တဲ့အဲ့ဒီအဆက်လေးကိုအဲ့ဒီမြင်လွာရဲ့နောက်မှာအာယုံကျောင်းငယ်တွေရှိရဲဥကောင်းနဲ့ဆက်သွဲတာအဲ့ဒီအာယုံကျောင်းငယ်တွေ absorb လုပ်လိုက်တာလုပ်ပြီးတာနဲ့ချက်ချင်းသူကပြန်တုတ်ပြန်တယ်အဲ့လိုတုတ်ပြန်လိုက်တာနဲ့ဆရာစိတ်ကလမ်းပြောဟေးဟိုမှာကြည်စမ်းလို့ပြောတာစိတ်ကစိတ်ကခိုင်းတယ်အာယုံကိုသိတာကိုနော်ရှင်တွဲပြောတာတုတ်ပြန်လိုက်တာနဲ့ဟိုမှာကြည်စမ်းဆိုတော့ကြည်လိုက်တယ်ကြည်လိုက်တော့ဘာဖြစ်လဲဆိုတော့လှလိုက်တာပေါ့ဘာမှမသိသေးဘူးမသိဘူးဆိုတာအဆင်းရုပ်ပဲ မြင်္ဂမတ္တမှာဥပ္ပခသဟကတံဇကုဝိညာဏံဆိုဘာမှမသိသေးဘူးအမည်နာမမသိဘူးအစင်းရုပ်လေးပဲမြင်လာဟိုမှာဆို yellow spot လေးပေါ့တက်လိုက်တာလို့ပြောဒါတော့အလန်ကျူကိုလောဘကပြောတယ်လှမ်းယူလိုက်လေဒါဒါဒါစိတ်တစ်စိတ်တစ်စိတ်ကြီးလှုပ်လုံလှမ်းယူလိုက်ရောက်လာပြီလက်ထက်မှာဘာယမမ်းမသိတဲ့အရာလေးကိုလှပတဲ့အရာလေးတစ်ခုကိုယူထားတယ်မသိဘူးဘာမှမသိသေးဘူးအဲ့အချိန်မှာဆရာတင်ညာကဝင်လာတယ်အဲ့ဒါပန်းလို့ခေါ်တယ်ကွာနင်းစီပန်းလို့ခေါ်တယ်ကွာစားထိုးအဲ့ဒါဟန်ဖုံးခေါ်တယ်ကွာအဲ့ဒါ လက်တော့ခေါ်တယ်ကွာအဲ့ဒါဒေါ်လာခေါ်တယ်ကွာအစားကုတ်အုပ်ထိုးပါအဲ့ဒါမင်းမှတ်တာဟုတ်ကဲ့ပါဆရာဘော။နောက်မင်းအဲ့ဒါကိုလိုချင်လေဟန်ဖုန်းလိုတက်လိုက်အဲ့ဒါနေချဟိုဘန်းလိုတက်လိုက်ဟုတ်လားတန်းတက်လိုက်ပေါ့နော်ဒါဆိုရင်လက်တော့လိုတန်းတက်လိုက်အဲ့ဒါဆိုမင်းရလာလိမ့်မယ်မှတ်ထားတော့သေးချာဟုတ်ကဲ့ပါဆရာဒါပဲကျွန်တော်တို့အဖြစ်ကဒါပဲညလက်ပြခံရတယ်ဆိုတာအဲ့ဒါလေးကိုမှတ်ထားလိုက်နော်လက်ထဲမှာပိုင် အဲ့ဒီအချိန်မှကြာမှာဆရာဒိဋ္ဌိကဝင်တာအခုမင်းယူထားတဲ့ဟာမင်းကြသွားပြီအဲ့မင်းပိုင်သွားပြီအဲ့ဒါမင်းဟာလို့မှတ်လိုက်တော့ဒီချိန်ကဆောက်ပြီးမင်းဟာလို့မှတ်အဟုတ်ခဲ့ပါဆရာပေါ့ဩငါဟာငါဟာငါဟာငါလင်းငါသားငါသမီးငါတိုက်ငါကမှတ်တာတောင်းချောက်မှတ်တာတောင်းချောက်မှတ်တာတကယ်ရှိနေတာပရမတ်ထတရားတွေအလုံးလုံးနေတာဒါမျက်လက်ပြတာကိုပြောတာပါအဲ့ဒါလို့မှတ်လိုက် အဲ့တော့တစ်သလုံးပါဖြစ်လဲအစင်းလန်းလာလေးမြင်ရဖို့အတန်းသာသာလေးတွေနားထောင်ရဖို့အနံ့တူလေးတွေရှူချက်ရဖို့အရသာရှိရှိတွေစားရဖို့နော်အတွေ့အထိဤလေးတွေနဲ့တွေ့ဖို့အကြံစီကောင်းကောင်းလေးတွေနဲ့ဖြစ်ဖို့အတွက်တဏီကုံတခန့်မိုးလင်းမိုးချုပ်ကျွန်တော်တို့တွေစူးစမ်းကြတာတကယ်အရှိမန်တရားမဟုတ်ဘူးနော်စူးစမ်းကြတာဘာဖြစ်လာလဲမျက်စိတွေမုံလာတဲ့ခါးတွေကိုင်းလိုက်နားတွေထိုင်းလာကြအာအကုန်ဖြစ်လာ မဲ့နေမဲ့ချောင်ထူထဲပေါက်ပြီးတော့တရင်ရင်တရင်ရင်တရင်ဟိုလာကတိန်းကဘာနဲ့စိတ်သွားတိုင်းကိုမပါမဲ့ပြောတက်ကြီးသေကာနီးချိန်ရောက်တဲ့ခါကျတော့ဒါဒီအောက်ကိုလို့မရတော့နောက်လူငယ်တွေရလဲပဲကိုယ်စင်းရင်မသွင်းတော့ဒီလူကြီးဖိုးကြီးဟွာကြီးခင်မပြီးတော့ပဲလာပြီအဲ့ဒီချိန်ကျတော့ဘာလုပ်လဲဗုဒ္ဓရဲ့တရားလမ်းဆွဲတသလုံးမှတ်တာအီတံမမအီသောဟမတ်သမီအီသောမေအတ္တဖရာတရားကကြည်လိုက်တော့မဟုတ်ဘူးနေတံမမနေသောဟမတ်သမီနမေသောအတ္တ နင့်ဟာမဟုတ်ဘူးငါဟာမဟုတ်ဘူးငါကြီးဥစ္စာမဟုတ်ဘူးငါကြီးအတ္တလိပ္ပံမဟုတ်ဘူးဆိုတာချိန်နေနှောင်းသွားပြီအဲ့ဒါခုနကပြောတဲ့မျက်လက်နော်စိတ်နဲ့စိတ်တည်းအပေါင်းနေလို့တာအဲ့ဒါဗိဓမာကိုသင်ကြားတက်ပြောက်ထားတယ်ပေါ့ဆိုရင်ပေါ့မြတ်စွာဘုရားရှင်ရဲ့တရားတော်ဒေသနာတော်တွေကောင်းစွာသဘောပေါက်ထားရင်ပေါ့အဲ့ဒါတရားကျွန်တော်တို့မျက်လက်သဘာဝအနေလွတ်တာပေါ့ဗျာသိဖို့အရင်ရေးကြည့်တာပေါ့ရုပ်ရှင်ကြည့်တယ်ဗျာရုပ်ရှင်ကြည့်မင်းသားမင်းသမီးငိုမယ်ဆိုငိုမယ်ဒေါသထွက်ရင်ထွက်မယ်ပေါ့ဗျာလိုက်ထွက်တာပေါ့ ဒါပေမဲ့နည်းနည်းတာတဲ့လူကသူ့ရဲ့လူကအဲ့တော့ပုံရိပ်ကြီးအဲ့ဒီနောက်မှာပိတ်ကားကြီးအဖြူကြီးဆိုရင်နည်းနည်းတက်တာတော့ပေါ့ဗျာမလိုက်ဘူးပေါ့နော်လောကထဲမပြောရဘူးပြောတာမဟုတ်ဘူးနော်ဒါပေမဲ့အရှင်တန်းမြင့်မြင့်နဲ့သိဖို့အတွက်ဒီလက်ွက်တွေကိုသိဖို့လိုတယ်လောကဘုရားရှင်ကရုပ်ကိုခုနကပြောလဲခုနရေမြုပ်နဲ့တူတယ်ပြောတယ်တန်ဝေကညံသွင်းတယ်နန္တရားကိုမြင်းလက်နဲ့တူတယ်တန်ဝေကညံသွင်းတယ်အဲ့တော့ထိုနည်းလူသာပဲမေကွန်းရှင်ဥပမာပေးတာကောင်းပါတယ်နော်မိုဘိုင်းဖုန်းတို့နောက်ပြီးတော့တယ်လီဖုန်း ဗာလဲ signal တို့ internet signal တို့ပေးထားတယ်အဲ့ဒါပြီးတော့ဒီမှာဒီမှာရက်နေနောက်ကတံခွေကညာလေးတွင်းလိုက်ရင်ကောင်းပါတယ်လို့နော်ဒါလေးတက်မှတ်ပေးစီလို့ပါဖြေချပါ